ကိုယ့်ရဲ့ဖုန်းနံပါတ်ထဲကိုဖုန်းဝင်ပြလိုက်တယ်ဒါပေမဲ့ကိုကဖုန်းမစမတ်သေးခင် သူ့အလိုလိုအော်တိုစမတ်သွားရဆိုရင်အဲ့ဒီအော်တိုစမတ်တွေကိုဘယ်လိုမျိုးပြန်ဖြတ်ရမလဲဆိုပြီးလာမေးထားကြတဲ့သူတွေအတွက်အော်တိုစမတ်နည်းတွေကိုပြန်ဖြတ်တဲ့နည်းလမ်းလေးကိုဒီနေ့မိတ်ဆွေတို့ကိုပြန်လဲမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးဒီတက် SSL ဝယ်လေးတွေကိုဝင်ပေးလိုက်မယ်ဒီထဲရောက်လာရင်ကျွန်တော်တို့ဒီမှာအချက်အလက်များဆိုတဲ့နေရာကိုတစ်ချက်နှိပ်မယ် ပြီးရင်အပေါ်လေးကိုနည်းနည်းဆွဲတင်မယ်ဒီအောက်မှာဆိုရင်ကျွန်တော်တို့ဒီထဲမှာကိုအသုံးမပြုတော့တဲ့အလိုအလျောက်တက်တန်းတိုးနေတဲ့စမတ်တွေရှိရဆိုရင် ကျွန်တော်တို့ဘယ်လိုမျိုးဖြတ်ရမလဲဆိုရင်ကိုကမဖြတ်ခင်တေချာကြည့်ရမယ်ပေါ့နော်ကိုလက်ရှိအသုံးပြုနေတဲ့ပက်ကေလာဒါမှမဟုတ်မသုံးတော့တဲ့ပက်ကေလာဆိုတော့တေချာကြည့်ရမယ်ကိုမသုံးတော့တဲ့ပက်ကေကိုဖြတ်မယ်ဆိုရင်ကျွန်တော်ဒီအောက်ကအမိုက်ပုံးလေးကိုနှိပ်မယ် ပြီးရင်အကူးရှက်ခြင်းတို့အောင်နှိမ့်မယ်။ဒါဆိုရင်ကျွန်တော်တို့အလိုလျောက်တက်တန်းတိုးနေတဲ့စမတ်တွေကလုံးဝပြတ်သွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတက်မယ်လို့ယုံကြည်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။